ကျွန်တော်မန်ချက်စတာယူနိုက်တက်တင်ရဲ့ဒီခုနောက်ပိုင်းကွင်းလက်တန်းခဲ့ကြီးအကြောင်းကိုပြောရဲဆိုရင်ကျွန်တော်ဒီအဒရဝါဒန်ဆိုတဲ့နာမည်ကအမြဲတမ်းပါလာရယ်ဗျာဆိုတော့အရန်တော်လည်းထူးလို့မထူးဆန်းပါဘူးဘာလို့ဆိုတော့ကဇမားကဒီလက်ရှိချိန်မှာအသက်27နှစ်ပဲရှိသေးတယ်ဒါမဲ့လည်းဒါ Crystal Palace တင်ရဲ့ကွင်းလက်မှာအဓိကကဇမားလို့ပုံစံမျိုးသူဖြစ်နေတယ်ဟိုကဇမား on the ball မှာဆိုရင်တော်တော်လေး elegant ဖြစ်တယ်ပြီးတော့သူ့ရဲ့ဒီ back agility ကလည်းပွဲတိုင်းမှာထောင်ထွက်နေတယ်ဗျာဒါမဲ့ကျွန်တော်ဒီမှာတစ်ခုရှိတာအဒရဝါဒန်က လက်ရှိချိန်မှာအသက်20နှစ်ပဲရှိသေးတဲ့အတွက်နောက်တစ်ဆင့်ကိုသွားဖို့ရောသူတကယ်ကို ready ဖြစ်နေပြီလားပြီးတော့သူ့ကိုဗျာဒီသူ့ရဲ့သူတို့ဒီ Crystal Valley တင်းရဲ့ system ပို့ပြီးတော့ကောင်းအောင်ထောက်ပံ့နေရလားပြီးတော့ကျွန်တော် Manchester United တင်းအတွက်ဒီကစားမတကယ်ရောမှန်ကန်တဲ့ရွေးချယ်မှုဖြစ်မလားစားရတဲ့အကြောင်းအရာတွေကိုကျွန်တော်ညီကိုရင်နဲ့အတူတူ TV ရုံမှာဆွေးနွေးသုံးသပ်သွားခြင်းနဲ့ ကဲညီကိုတွေအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United ကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်ထုံးစံတိုင်းဗီဒီယိုလေးမျှစခင်ပါဆိုရင်ကျွန်တော်တို့ရဲ့ Glory United YouTube Channel လေးကိုလည်း Subscribe လေးလုပ်ခဲ့ပေးကြပါဦးဆိုတော့ပထမဆုံးအနေနဲ့ပြောရရင်တော့ဒီအတန်ဝါတန်ဆိုတဲ့ကစားသမားကိုကျွန်တော်စပြီးတော့ တတိထားပြီးစောင့်ကြည့်တဲ့အချိန်တည်းကကျွန်တော်ဘာလို့တတိထားမိလဲဆိုရင်ကလမားကဒီ compost တော်တော်ဖြစ်တယ်ပြီးတော့ဒီ technical availability ရတော်တော်လေးထူးချွန်တယ်ပြီးတော့ vision ကောင်းတယ်ဆိုတော့ဒီအကြောင်းအရာတွေကကျွန်တော် United Fan ကြီးကိုတွေလည်းတည်ပြီးသားဖြစ်မှာပါဟိုကလမားကဒီ under pressure အောက်မှာဘောလုံးကောင်းကောင်းလက်ခံပြီးတော့ကစားရဲတယ်သူ့ရဲ့ကစားပုံကလည်း AC တည်ငြိမ်တယ်ပြီးတော့သူ passing lane ကိုရွေးချယ်တဲ့နေရာမှာလည်းသူရွေးချယ်မှုတွေကတော်တော်လေးမှန်ကန်တာကိုလည်းတွေ့ရတယ် ဆိုတော့ဒီ overall အနေနဲ့ခြုံပြောရရင်ကစားသမား control ပိုင်းမှာဆန့်တော်တော်လေးကောင်းတဲ့ကစားသမားဖြစ်တယ်ပြီးတော့ဒီ gain return ကိုလည်းကောင်းကောင်းဖတ်နိုင်တဲ့ကစားသမားဖြစ်တယ်ဆိုတော့ဒါက Michael Garrett နာမည်ကျွန်တော်အသင်းမှာမရှိတော့တဲ့အရာလည်းဖြစ်တယ်ဆိုတော့အဲ့ဒီအရာကိုဒါပော့ပါကနည်းနည်းတော့အဆင်ပြေတဲ့အောင်ရှိပေမဲ့လည်းတခြားပြဿနာတွေကပိုပြီးတော့များနေရဲ့ဆိုတော့ Michael Garrett နာမည်မှာဆိုရင်ဒါမရှိသလောက်လို့ကျွန်တော်အသင်းမှာပြောလို့ရရယ်ဗျဟိုကျွန်တော်အသင်းက Garrett ထွက်သွားပြီးတဲ့နောက်ပိုင်းတွေကဒီ ကွင်းလျားနေပြီးတော့ဗျာဒီနောက်တန်းနဲ့ရှည်တန်းကိုချိတ်ဆက်ပြီးနိုင်တဲ့ကစားမကောင်းကောင်းမရှိတော့တာကိုတွေ့ရတယ်။ဒါပေမဲ့ဒီလက်ရှိမှာအကြံပါတန်း Crystal Berry မှာတော်တော်လေး perfect ဖြစ်နေတယ်။ဆိုတော့အဲ့လို perfect ဖြစ်တာသူ့ရဲ့ဒီ pin ကို ability ကောင်းလာလားဓမ္မမောင်ရဲ့ assistant ကနေရောသူ့ကိုထောက်ပံ့ပေးထားလားဆိုတာကိုလည်းကျွန်တော်တို့တွေးကြည့်ဖို့ရလိုရဗျာ။ဆိုတော့အကြံပါတန်းလက်ရှိချိန်မှာ Berry မှာကစားနေတယ်ဒါ Oliver Glaster ရဲ့တောင်။ဆိုတော့ Crystal Berry ကလည်းကျွန်တော်တို့အတင်းလိုပဲသူတို့ရဲ့ formation က3421 formation ကိုကစားတယ်။ဟိုသူတို့ရဲ့ပွဲကစားပုံတွေကိုကြည့်မယ်ဆိုရင်ဗျာသူတို့ကအများအားဖြင့်ဒီ Maple Block Low Block Setup ကိုအထိုင် ံချရတယ်။ဒီ defend ကတော့တော်တော်လေး deep ဖြစ်တာကိုတွေ့ရတယ်။ဆိုတော့အဲ့မှာကျွန်တော်ဒီ adaptation ကသူ့ ability နဲ့အဲ့ threat ကသွားပြီးတော့ quality ဖြစ်နေတာကိုကျွန်တော်တွေ့ရတယ်ဗျာ။ဟိုဘာဖြစ်လို့လဲဆိုတော့ adaptation က crystal belly မှာဆိုရင် तू က speed ကြီးအများကြီးကို cover လုပ်ပေးကြရမလို့။ तू အဓိကလုံးရတာဒီ position ဒီဘက်ကြီးရယ်။ပြီးတော့သူတို့အသင်းကတကယ်လို့ဘောလုံးပြန်ရတဲ့အခါမှာဒီ defensive ကနေ offensive transition အကူပြောင်းမှာဆိုရင် तू ကအဲ့ transition ကိုအဓိက control လုပ်ပေးရတယ်ကလားမှာ။ဆိုတော့အဲ့မှာ तू ကအဓိက quality သွားပြီးတော့ဖြစ်နေရယ်။ဆိုတော့အဲ့ဟာကကျွန်တော် Manchester ာယူနိုင်တဲ့အတင်ကိုဒီအတံပါတံရောက်လာရင်ရောတကယ်အဆင်ပြေပါမလားဆိုတာမေးစရာဖြစ်တယ်ဗျာဒီမှာတချို့ညီကိုတွေကကျတော့ဘာအဆင်မပြေနိုင်ကြရှိလို့လဲပေါ့နော်ဒီ trigger bell တွေလည်း3421 formation ကိုသုံးတာပဲ armor လည်း3421 formation ကိုသုံးတာပဲဆိုပြီးတော့ပြောစရာရှိတယ်ဗျာဒါပေမဲ့ဟိုမှန်ပါတယ် formation ကတော့ဒီကနောက်ဥစလုံးကတူတူသုံးတာမှန်တယ်ဒါပေမဲ့ဒီ system တစ်လမ်းပိုင်းကိုကြည့်မယ်ဆိုရင်ကျတော့နောက်ဥစလုံးကတော်တော်လေး different ဖြစ်တာကိုတွေ့ရတယ်လက်ရှိကျွန်တော်တို့ Ruben armor လင်းသွားနေတဲ့ပုံစံဗျာသူသွားနေတဲ့ပုံစံရဲ့သူအကောင့်ထဲပေါ်ရှင်းနေတဲ့ပုံစံကိုကြည့်မယ်ဆိုရင် Ruben င်အော်မန်ကအမြဲတမ်း high pressing ကစားရှင်တယ်ပြီးတော့ position မှိုင်းကိုလည်းကြာရတယ်လို့သူက dominate လုပ်ရှင်တယ်ဆိုတော့အဲ့မှာဘာတွေ့ရတာလဲဆိုတော့ကျွန်တော် Manchester United တင်းရဲ့ဒီ Queen's Park ကစားသမားတွေက speed တွေအများကြီးကို cover ပေးရတယ်ဗျာဆိုတော့အဲ့လို cover ပေးရတဲ့အချိန်မှာကစားသမားတစ်ယောက်မှာဘာတွေထပ်ပြီးတော့လိုးလာလဲဆိုရင်ကစားသမားမှာ intensity ဘိုင်းပို့ပြီးတော့လိုးလာတယ်သူရဲ့ physical ဘိုင်းကောင်းလာပြီးတော့ defensive ဘိုင်းကိုလည်း cover ပေးရတဲ့အတွက်ဒီ defensive ဘိုင်းမှာရောဘလောက် resilient ဖြစ်လဲဆိုတာမျိုးကြီးကြည့်ရတယ်ကျွန်တော်ဒီ composure တစ်ခုတည်းကောင်းအောင်လည်းမရတော့တဲ့ပုံစံဖြစ်နေတယ်ဆိုတော့ ျွန်တော်ဒီမှာ concern ဖြစ်တာလည်းအဲ့အပိုင်းပဲဆိုတော့အတန်ပါတန်ကကျွန်တော်ငင်းလျာလို့မရှိဘူးပြ technique technique ဘိုင်းနဲ့ပတ်သက်ရင်တကယ်ကိုကောင်းတယ်တကယ်ကို elite level ကိုရောက်နေတဲ့ကစားသမားလို့တောင်ပြောလို့ရတယ်ဒါအသက်က20နှစ်ပဲရှိသေးတယ်တကယ်ကို technical ability တော့တကယ်ကိုကောင်းတယ်မငင်းဘူးဒါပေမဲ့တခုရှိတာကဒီ physical ဘိုင်းရဲ့ဒီ defensive ဘိုင်းရဲ့နဲ့ပတ်သက်ရင် तू อ่ะဒီတိုးတက်ဖို့လိုနေသေးတယ်လို့ကျွန်တော်ကမြင်တဲ့အထဲမှာပါတယ်ကစားသမားကဒီ area ဘိုင်းလဲ ်အားနည်းတဲ့အထက်မှာပါတယ်ဆိုတော့ဒီ Crystal Palace မှာကျတော့သူရဲ့အားနည်းချက်တွေကိုသူရဲ့ system ကာပေးထားတယ်ဒါပေမဲ့ကျွန်တော် United မှာကျတော့သူရဲ့အားနည်းချက်တွေကို system ကာပေးနိုင်မှာမဟုတ်ဘူးသူကိုယ်တိုင်က defensive ဘိုင်းရောဒီ attacking ဘိုင်းရောတောင်းရင်ယူရမယ်ဆိုတော့ဒီ Casemiro ရဲ့နေရာဆိုရင် brother တို့လည်းမြင်ကြည့်လို့ရမှာပါဆိုတော့သူကာပါယူရမယ့် speed တွေကတော်တော်လေးကိုကြီးမယ်ဆိုတော့အဲ့နေရာမှာသူရဲ့ industry ကလုံလုံလောက်ရှိမလားဆိုတာမေးခွန်းတော့ဆရာရှိရဲ့နောက်တစ်ခုကဗျာကာမားရဲ့ဒီ injury ပြဿနာပဲခုနောက်မှနည်းနည်း injury ရတာရနည်းနည်းလေးစိတ်လာရလို့ပြောလို့ရတယ်ဆိုတော့ဒီဟာဒီမှာပဲသူကသာ massive injury ဒါတစ်ခါတစ်ခါရပြီးတဲ့ပုံစံမျိုးဖြစ်နေတယ်ဆိုတော့အဲ့အကြောင်းလည်းလက်ရှိကျွန်တော် Manchester United တင်ရပြီဒီနောက်ပိုင်း target တွေထွက်လာတယ်ဆိုရင်ဒီ Warden ရဲ့ qualifier ကိုကျော်ပြီးတော့ Ilya Anderson ကပို့ပြီးတော့တင်ပြလာနေတယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ Warden မှာလည်းသူရဲ့အားနည်းချက်တွေအားသာချက်တွေရှိရယ်ဒါမဲ့ဒီ Ammonia system ကတမန်အများကြီးကိုတောင်းဆိုရတဲ့အတွက် Warden ကကျွန်တော်အတိအကျရောက်လာရင်ဒါ strategy ဖြစ်နိုင်တဲ့အပိုင်းလည်းရှိရယ်ဒါမဲ့ကျွန်တော်ကဒီ Warden ကိုကျွန်တော် လိုချင်တာလို့မေးဆိုရင်တော့ကျွန်တော်ကတော့ရချင်တဲ့ထဲမှာပါတယ်တကယ်လို့ပေါင်သန်း60နဲ့ဒီအဝါတံဝင်ရမယ်ဆိုရင်လည်းကျွန်တော်ကခေါ်စီချင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်အထင်မှာ technical player တော်တော်လေးနည်းပါရဲ့ဗျာဆိုတော့အဲ့လိုချိန်မှာဒီဝါတံလို technical player မျိုးကလည်းလိုတယ်ပြီးကျွန်တော်အတင်းအဓိကပို့ပြီးတော့လိုအပ်နေတာဒီ hybrid တွေနဲ့ high industry ဆိုတာတက်ပြန်ဒီ control line ပို့ပြီးတော့လိုအပ်နေရဆိုတော့ control line ကိုကျွန်တော်မနေ့ကလည်းပြောခဲ့ဆိုကျွန်တော်အတင်းအောင် ဒီကိုဥဆောင်ကိုရားကျင်တဲ့အချိန်ရဲ့ဒီအပွဲပွဲကိုဥဆောင်ကိုကြိုးစားတဲ့အချိန်မှာအဆင်ပြေရဲ့ဆိုပွဲတိုင်းမှာငါးဘောစလုံးမှာကျွန်တော်တို့အသင်းကအဖွင့်ကိုးတွေရခဲ့တယ်ဒါပေမဲ့ဘယ်နေရာမှာသွားပြီးတော့ struggle ဖြစ်နေလဲဆိုတော့ကျွန်တော်တို့အသင်းက control ဘိုင်းကအဲ့လို control ဘိုင်းနဲ့ပတ်သက်လာရင်ကျွန်တော်တို့အသင်းဒီကစီထွက်သွားရင်နောက်ပိုင်းမှာဆိုရင်ပွဲကို control မလုပ်နိုင်တော့ဘူးဂိမ်းကိုကောင်းမဖတ်နိုင်တော့ဘူးဆိုတော့အဲ့လိုအချိန်မှာဆိုရင်ဒီဝါတန်ရဲ့ ability နဲ့ကအပတ်တိဖြစ်နေတယ်ဒါပေမဲ့ high pressing high intensity နဲ့ကစားမယ်ဆိုတဲ့အခါကျရင်ကစားမက physical ဘိုင်းမှာတကယ်ရောအဆင်ပြေမလားဆိုတာကျွန်တော်ပြန်မေးရတဲ့အပိုင်းတော့ရှိရဲ့ဘာလို့ င်ညီကိုလေးလည်းမြင်ပါပါခရစ်စတီးဘဲလေးမှာဒီကာမာနာတို့ဘူကက်တို့သူဘေးကကစားနေတဲ့ကစားသမားတွေက အတေကလားဗျာကျွန်တော်ဆိုရင်အဲကင်မာလာတို့ရဲ့ warning ကိုတကယ်ကိုကြိုက်တယ်ဆိုတော့သူ့ဘေးမှာ share ဒီ defensive တို့ဒီတောင်းဝင်ယူပြီးတော့ရုံးပြီးတဲ့အခါမှာဝါဒန်ဆော့လာနည်းဟို comfortable ဖြစ်တယ်လို့ကျွန်တော်ကတော့မြင်တယ်ဒီ crystal belly မှာဆိုရင်ဒါပေမဲ့ united မှာတော့အဲ့လိုရမှာတော့မဟုတ်ဘူးသူနဲ့တွဲကစားမဲ့ကစားသမားတွေကဘလာသားလိုမြင်ကြည့်လို့ရတယ် bruno fernandez ဖြစ်ရင်ဖြစ်မဖြစ်ရင်ဒါ covid main room ဖြစ်နေမယ်ဆိုတော့သူကအဲ့ဘေးကကစားသမားတွေရဲ့ဒီ warning ကသူ့ရဲ့အားနည်းချက်ကိုကာမပေးမှာတော့မဟုတ်ဘူးသူကိုယ်တိုင်ကပဲအဲ့အရာတွေပြင်ရမယ့်အတွက် red တော့ရှိရယ်ဟိုအမှန်တိုင်းပဲ timing ကြီးရကြည့်မယ်ဆိုရင်တော့ဒါ right right time တော့မဟုတ်ဘူးလို့ကျွန်တော်ကတော့ထင်တယ်။ဘာလို့လဲဆိုတော့သူရဲ့ဒီ physical level ရဲ့ဒီ industry ဘိုင်းရဲ့ပြီးဒီ area ဘိုင်းတွေမှာ area jewel ဘိုင်းတွေမှာဘယ်လောက်ထိတိုးတက်လာနိုင်လဲဆိုတော့စောင့်ကြည့်ဖို့ရလို့နေသေးတယ်။ဒါပေမဲ့ရှေ့မှာကျွန်တော်ပြောသလိုပါပဲ။ရလာရမယ်ဆိုရင်တော့ကျွန်တော်60လောက်နဲ့ရမယ်ဆိုရင်တော့ကျွန်တော်ကလိုချင်တယ် technical player ဖြစ်နေတဲ့အတွက်ကျွန်တော်အတင်းမှလည်းမရှိတဲ့အတွက်ကျွန်တော်ကလိုချင်တယ်။ဆိုတော့ဒါအပြာဒီအတန်ဝါတန်နဲ့ပတ်သက်ပြီးတော့သူရဲ့အားနည်းချက်သူရဲ့အားသာတဲ့အပိုင်းတွေကိုကျွန်တော်မြင်တဲ့ပုံစံနဲ့ဒါပြောတာဖြစ်တယ်။ဆိုတော့ညီကိုလေးအနေနဲ့ရောဒီအတန်ဝါတန်ကိုဘယ်လိုမြင်မိလဲ။အထူးသဖြင့်ခုန ှပိုင်းမှာသူရဲ့ဒီ injury နဲ့ပတ်သက်ပြီးတော့ဘယ်လိုကွန်ဆန်းရှိလဲပြီးတော့ကျွန်တော်ပြောလို့ကျွန်တော်အသေးမှာဆိုရင် speed တွေအများကြီးကို cover လောက်အောင်ဆိုတော့သူတကယ်ရောအဲ့ industry မှာ line နိုင်မှာမလားဆိုတော့ညီကိုရဲ့အမြင်ကိုလည်းကျွန်တော်နဲ့အတူ comment section မှာဝင်ရောက်ဆွေးနွေးသုံးသပ်ပေးသွားပါအောင်ကျွန်တော်တို့ရဲ့ Glory United YouTube channel တွေကို China တက်တယ်ဆိုရင်လည်း like and subscribe လေးတုပ်ပေးကြဖို့ကျွန်တော်ထပ်ပြီးတော့တောင်းဆိုချင်တယ်ကျွန်တော်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက် video မှာပြန်တွေ့ကြမယ်